2025ခုနှစ်ဧပြီလ24ရက်ကြာရီမနစိုးစိုးနှုတ်ကရဏီဖျားခင်နာတောက်လာတဲ့ကျွန်တော်တက်မြတ်ခန်းစားပြီးတိတရကလာသွားလာခြင်းလဲမဲ့ခွေရွတ်ပြစ်စင်ပြည့်ရဖြစ်ရှင်နာမှာပုံကြည်ပါစေတော့ကာလချေုံရှိစွာရွေးနှောရမယ်ဆိုရင်နှစ်စနေဒီဂရီပါဝင်ကျွန်တော်ကျမတယောက်ဖြစ်စီတက်ရှင်ခဲ့ရပောင်းပါ134ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ကလေးတရား134ရက်ကိုဘယ်လိုသုံးဖြူခဲ့လဲပြန်ပြောင်းဆက်စရာအောင်မနေ့ဖက်နေစပြီးတော့နှစ်ကုန်လေးကျန်ရှိသေးတော့250တရက်ကျန်ပါသေးတယ် အဲ့ကြံရှိသေးတဲ့နေ့ရက်တွေကလည်းကာလချွန်ကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလဲအသက်ရှင်ဖို့လုံးကရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပါစေဒီကနေ့ my bless of the morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့တမန်တော်ဝတ္ထုခန်းကြီး29အပိုက်ငယ်25အနေဖြစ်ပါတယ်ထို့ကြောင့်အချင်းသူတို့တသက်တာချင်းရှိကြလောငါအာမိတ်တော်မူသည့်တိုင်းဖြစ်လိမ့်မည်ဟုငါသည်ဖျားသခင်ကို အမိပြု၍ယုံခြင်းရှိ၏ ဖတ်ကြတဲ့နောက်ကတော့တက်ရှင်တဲ့စကားတော်ဖြစ်တိုင်းရောက်တဲ့မှာဖျားခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ယောမမျိုးသွားတဲ့ခီးစင်မှာတမန်တော်ဖုခန်းကြီး28နှစ်မုံတိုင်းတွေ့တယ်တော်တော်ခက်ခက်စအတက်ရှင်တဲ့ဘဝဖြစ်ပါတယ်ဒါပေမဲ့ဖျားခင်မှုတော်ဆောင်ဖြစ်တဲ့အသက်ရှင်တဲ့ဖျားကိုကိုယ်ွယ်တဲ့ပေါ်လူအတွက်ကြောင့်ဒီလေပုံမှာရှိသူတွေအားလုံးအသက်ချမ်းသာရဖို့ပါဒီတမန်တော်ဖုခန်းကြီး28အပိုင်ငယ် 38ခွန်ဖတ်ရင်209ကျိတ်6ရောက်ဆိုတော့296ရောက်ဖြစ်တောင်းမနိညာပဲပေါ်လူနန်းမှာဖျားသခင်ကကောင်းတမန်အဖြစ်ပါပြောလဲဒီတင်းမောတော့ဆုံးရှုံးမယ်ဒါပေမဲ့လူတွေတယောက်မှမဆုံးရှုံးဘူးဟောဘာလို့လဲမင်းဟာဟလာကဲတာပြင်ရှိရောက်အောင်မင်းနဲ့ကွာမင်းနဲ့ပင်လက်ကူးနေတဲ့သူအပေါင်းကိုမင်းလက်ကိုတင့်အားငါပေးမယ်မင်းလက်ထမငါအပေးမယ် အဲ့တင်းစကားလဲကြပြောမုံတိုင်းပြီးတိုင်းကြောင့်အစာမစားနိုင်ကြဘူးနော်အစာမစားနိုင်ဘယ်တော့အစာမစားဘူးလဲဆိုရင်အပိုက်ငယ်33ရနှစ်ပတ်14ရက်14ရက်တိတိမစားဘူးလက်ပေါ်လိုက်မှာမတ်တဲ့ရေပါပြောလဲတတချင်းရှိကြပါခင်ဗျာသူလက်ပါရဲ286လုံးသူပြောတာပါငါအမိန်တော်မူတဲ့အတိုင်းဖြစ်လိမ့်မယ်လို့ငါဖျားခင်ကိုမိပြပြီးယုံကြည်ရှိတယ်။ဟာလေလုယ။ဖျားခင်ရဲ့ နှုတ်ကပတရားစကားတော်ဟာကျွန်တော်တယောက်ချင်းစီကိုတန်ချုံရဖျားဖျားအဖြစ်အလင်းပေးပြီးတော့ပြောလာတဲ့စကားတွေအားလုံးပါပြောတဲ့အချိန်ဖြစ်မှသိကြပါတယ်ဖျားရှင်နာမပေါ်ကြည့်ပါသေးတယ်ကျွန်လည်းအဲ့ဒီပုံမှာတားစိတ်ချတယ်ဖျားနှုတ်တော်ထွက်လာတဲ့စကားဟာအကျိုးကျေးဇူးရှိပြီပါသူထောင်ပြန်မယ်လို့ခေရှား55ကပြောတဲ့အချိန်ပေါ်လေအကျိုးကျေးဇူးရှိမှာပါရှိလည်းရှိခဲ့ပြီးပါပြီရှိလက်တန်တော့အရာလည်းဖြစ်ပါတယ်ဒေါ်သမရရှင်ပေါ်လို့ပါ ငါအာမိန်တော်မူတဲ့အတိုင်းဖြစ်လိမ့်မယ်လို့ဘုရားသခင်ကအမိပြု၍ငါယုံကြည်ရှိတယ်။မိန်တော်မူသည့်အတိုင်းငါအာမိန်တော်မူသည့်အတိုင်းဖြစ်လိမ့်မယ်။ဒီကျွန်တော်တို့ကျမလည်းပါမိန်တော်မူတဲ့အတိုင်းဖြစ်မယ်။သမီးယာမိန်တော်မူတဲ့အတိုင်းဖြစ်မယ်။အဲ့ပေါ်ရက်တီပြီးတော့တော်လာကျင်လည်နိုင်ရလားလို့ဆက်စစ်ဖို့ဖြစ်ပါတယ်။ဘုရားကျင်နှုတ်တော်ထွက်စကားတွေအားလုံးကနှုတ်ခါနဲ့ထွက်ပြီးကျင်းမင်းဖြစ်ပါတယ်။ကျွန်တော်ခဏပြောပါတယ်။ကပောက်ကျန်ခိုင်းတက်ပိုက်ငယ်သုံးပါဘာပြောလဲ။ အလင်းဖြစ်စေဦးမိတ်တော်မူရာတွင်အလင်းဖြစ်လေ၏ဟာလေလုယာ God said let there be light and there was light အလင်းဖြစ်လို့ပြောလိုက်တာနဲ့နှုတ်ထွက်စကားနှုတ်တော်နဲ့ထွက်သွားကြအောင်အလင်းဖြစ်သွားတယ်။ကြပိုးလွေတဲ့အောင်စိတ်ချတာ။ငါအာမိန်တော်မူတဲ့ဖြစ်မယ်လို့ဘုရားသခင်မိပြပြီးငါယုံကြည်ရှိတယ်။ဒီကျွန်တော်ရဲ့အသက်ဖြစ်ပါတယ်။ဒီလိုကျွန်တော်တို့တန်ရှုံးပြီးတော့အပြင်အလင်းပေးပြီးတော့ဟုတ်လား တရားဟောဆရာတွေအဖြစ်ဖြစ်မယ်ဗျာကျွန်တော်တို့အဖြစ်ဖြစ်ဖြစ်မယ်ဗျာကိုယ့်ရဲ့ဒေသတော်သင်တော်ရဲ့သင်ဥဆရာဖြစ်ရင်ဖြစ်လိမ့်မယ်ဗျာကျမ်းစာသင်တဲ့ဆရာဆရာမအဖြစ်ဖြစ်ဖြစ်လိမ့်မယ်တသက်ခံကြဖြစ်ဖြစ်ပြမယ်တိုက်တွန်းလို့ဆိုကြဖြစ်ဖြစ်ပြမယ်အမှဖရာခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်စိတ်လုံးထဲမှာတတ်ချုံနေဖရာလင်းပေးပြီးရောက်လာရင်စိတ်ချလိုက်တော့အဲ့စကားတော်တိုင်းဖြစ်လိမ့်မယ်နှုတ်ကပတ်တော်မှာစိတ်ချခြင်းနဲ့သွာလာခြင်းလည်းကြပါစို့လို့ဆက်လက်ပြီးတိုက်တွန်းလို့ဆိုခြင်းသူတုံသင်လမ်းပြလိုပါတယ် ကြားရနှုတ်ကတော်နဲ့ဝင်ကားချဖြင့်ပြောတတ်မှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနှံ့ကြပါစို့မြတ်တော်ရှင်ဖဖျားမော်ရင်းကြားရဲကနေပြီးမှတမနွေရှင်ဘောလူကသူနဲ့ပါလာ286ရောက်အတွက်မစိုးရင်နဲ့တတ်တာချင်းရှိပါသူအာမိတ်တော်မူတဲ့တိုင်းဖြစ်မယ်လို့ဘုရားသခင်မှီပြပြီးယုံတယ်လို့ဘောလူကသက်သေခံချက်ပေးပါတယ်တမောမှာပါတဲ့သူတို့အားလုံးအစာရေစား စာသုံးစီလေတောက်သုံးစီပါတယ်။ကြောဒီနေ့သားတို့ဘဝတသက်တာတည်တည်မှာလဲရုရှားမိန်တော်မူတိုင်းအမြဲတမ်းဖြစ်တယ်ဆိုတဲ့အရာကိုစိတ်ချပြီးသွားလာကြတဲ့ဇာအကြောင်းဖြစ်စေဖို့အတွက်ဒီနှုတ်ကပတရားစကားပေါ်မှာအလင်းပေးခြင်းပဲ့ပြင်ခြင်းတုံသိကြည့်ပြပြုတ်တော့ကောင်းချီးပေးပါမိကြောင်းထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်မြေကိုပြီးပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရစေဖရာသခင်အာမင်နှုတ်ကပတော်ဟာအမြဲတမ်းထိုးထုတ်ပြီးဖြစ်တယ် မိန့်တော်မူတဲ့အတိုင်းဖြစ်မယ်လို့ဘုရားသခင်ကအမိပြပြီးငါယုံကြည်ရှိတယ်တိတ်ကောင်းတဲ့စကားပါပဲဒီလိုကျွန်တော်လည်းဘုရားခင်စကားတော်မှာအဲ့လိုစိတ်ချမှုနဲ့ဆက်လက်ပြီးသွားလာခြင်းလည်းရအောင်လို့ထပ်မံပြီးတိုက်တွန်းလို့ဆိုလိုပါတယ်နောက်ပြောချင်တာကတော့ကျွန်တော်ရဲ့ဒီတရားဟောချက်တွေပေါ့ဒီ my blessed morning နဲ့နောက်ပြီးတော့တလာမှာ၃ချိန်၁ရက်၁၁ရက်၂၁ရက်ပေါ့လေအဲ့မှာဝေငှနေတယ်မွန်တက်ဆန်နိုင်မှာဝေငှနေတယ် ပေးပါများတမတရားအစီအစဉ်နောက်ပြီးတော့သခင်ပြားနေအနေနဲ့စက်တိုင်မှာဝီကာရမိုင်း Blessed Sunday Sermon တရားအလုံး YouTube ပေါ်မှာရှိပါတယ်လို့ Facebook မြန်မာနိုင်ငံအတွက်ပေါ့နော် Facebook မှာကြည့်ရတာ VPN ခံတဲ့ခါမှာအဆင်ပြေသူတွေအတွက် YouTube Channel ရှိဆိုဆက်လက်ပြီးဖော်ပြလိုပါတယ်လို့ကြောက်တယ်မောဘုရားခင်သည်ကြည်ပါနဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်ဟောပါစေတော့အာမင်